တမစီစာအုပ်သုံးအုပ်နှစ်အုပ်ကအဲမတူဘောနောက်နှစ်အုပ်ကမတူဆိုတော့ဆီမအကမစီနှစ်အုပ်ကို C1 C2 လုံးလိုက်ပြီးလုံးလိုက်ပြီးတော့တင်ချာက၄အုပ်ရှိတယ်ဆိုတော့ M1 M2 M3 and 4ဘောနော်ဆီမဟိုစာအုပ်တွေမတူဆိုတော့နံပါတ်စင်တွေပေးလိုက်တဲ့သဘောနဲ့စဉ်းစားလိုက်တာ physics ကကြတော့အုံအုပ် P1 P2 P3 ရှိမယ်ဆိုပါဆိုအဲ့ဒါကိုဆီမတို့က arrange စီစဉ်မယ်နေရာချမယ် in line ဆိုတော့ line တစ်ခုပေါ်မှာ အဲ line တစ်ခုထဲမှာ on ရက်နော်စာအုပ်စင်ရဲ့ဒီမှာစာအုပ်စင်ရှိမယ်ဆိုစာအုပ်စင်မှာအဆင့်လေးတွေရှိတယ်အဲအဆင့်လေးတွေရဲ့အဆင့်လေးတွေတဲ့ကမာ first line ဆိုလဲ first line second line ဆိုလဲ second line third ဆိုလဲ third line မှာအဲ့ဒီစာအုပ်စင်ပုံမှာဒီစာအုပ်အလုံးပေါင်းမနှအုပ်လဲဆိုတော့နဲ့လေးဆိုတော့6 6နဲ့3နဲ့ဆိုတော့9အုပ်အဲ့ဒီစာအုပ်9အုပ်ကိုစီမယ်နော်နေရာချမယ် arrangement စီစဉ်မယ်အဲ့လိုစီစဉ်တဲ့အခါမှာနံပါတ် A က 2 chemistry book chemistry စာအုပ်နှစ်အုပ်က r2b place နေရာချမယ် on the left left ဆိုတော့ဘယ်ဘက်အစွန်မှာเนาะအဲ့တော့ဒီဘက်အစွန်လေးမှာဒါလေးကဘယ်ဘက်ကိုเนาะဒါလေးကဘယ်ဘက်ဒါလေးကညာဘက်အဲ့တော့ဒီဘယ်ဘက်အစွန်လေးမှာ chemistry စာအုပ်နှစ်အုပ်ကိုနေရာချမယ်เนาะနောက်ကိုနေရာချမယ်ပြီးရင် middle အလဲမှာသင်္ချာစာအုပ်လေးအုပ်ကိုနေရာချမယ်เนาะအလဲမှာသင်္ချာစာအုပ်လေးအုပ်ကိုနေရာချမယ် ဲ့တော့သင်္ချာစာအုပ်လေးအုပ်ကအလဲမှာဝင်မယ်ဒါလေးက C1 C2 နှစ်ခုပြီးသွားရင် C1 C2 လည်းဖြစ်နိုင်တယ်လို့ C2 C1 လည်းသူလက်ခံတယ်နော်ရတယ်ပြီးရင်ဒီအလဲပိုင်းမှာကျတော့စာအုပ်လေးအုပ်အဲ့ဒီစာအုပ်လေးအုပ်ကကျတော့ဘသူတွေလဲဆိုသင်္ချာတယ်နော်သင်္ချာလေးအုပ်စီမယ်အဲ့ဒါပြီးတော့ဟိုးနောင်ဆုံးအစွန်ဆုံး right ညာဘက်အချမ်းမှာ three physics ဆိုတော့ physics စာအုပ်၃အုပ်ကိုညာဘက်အစွန်ဆုံးမှာနေရာချမယ် ဒါ physics အောက်သုံးဖို့ p1 p2 p3 တော့အောက်ချမယ်အဲ့ဒီလိုချမှာနော်ဒေဂျာဘောက်ကမစီနှုတ်ကလည်းအလဲကိုမရောက်ဘူးအစွန်ဆုံးကိုလည်းမရောက်ဘူးအဲ့လိုပဲ physics အောက်သုံးဖို့ကလည်းအလဲကိုလည်းမရောက်ဘူးရှေ့ဆုံးမှလည်းမထောင်အဲ့ဒီလိုစီကျင်တာသူကနံပါတ် a ကနော် a ကအဲ့လိုစီကျင်တာနေရာချကျင်တာပေါ့နော်အဲ့တော့ဆရာမတို့ကဘာလုပ်လိုက်မလဲဆိုလို့ရှိရင်အခုချင်းစီအတွက်ကိုအဲဒီမှာသင်ချား ဖစ်ကမစီအတွက်လည်းကမစီဒီနဲ့အုပ်ကလည်းဒီအစွန်ဆုံးမှာဒီဘက်လက်ဝဲဘက်အစွန်ဆုံးမှာနေရာချမယ်ဆိုရင် for two chemistry book ပေါ့နော် two different chemistry book ရေးလဲရတယ် two chemistry book လဲရတယ်စာကမစီစာအုပ်နှစ်အုပ်အတွက်ကိုဆရာမတို့ကဘယ်မှာနေရာချမလဲဆိုရင် on the left နော် on the left ဘယ်မှာနေရာချမလဲဆိုရင်လက်ဝဲဘက်မှာနေရာချမယ်နော်အစွန်မှာဒီဘက်အစွန်မှာနေရာချမယ်အဲ့ဒါဆိုရင်ကမစီအတွက်နေရာဒီနှစ်နေရာ ။စောက်ကလည်းကမဆူတက်က2အုပ်အဲ့တော့အဖြေက 2C2 ဒီမှာနော်ဒီအစွန်ဆုံးအစွန်ဆုံးနှစ်နေရာမှာဘသူ့ကိုအရင်ချမလဲဆိုပြီးတော့နေရာစီစဉ်လိုက်တာနော်နေရာစီစဉ်လိုက်တာနေရာချလိုက်တာအဲ့တော့ 2C2 ပြီးရင်နောက်တစ်ခုဘယ်ကိုသွားမှာလဲဆိုရင်4အလဲအလဲအတွက်ကတင်ချစာအုပ်4အုပ်အဲ့တော့တင်ချစာအုပ်4အုပ်အတွက်လည်းအဲ့လိုပဲ on the middle သူတို့ကတင်ချစာအုပ်4အုပ်အတွက်ကလည်းနေရာဒီတိတိတန်တန်သတ်မှတ်ထားပြီးသား ဘယ်မှာစီစဉ်မှာလဲဆိုအလဲမှာနော်အဲတမိတမိတမိရဒီစောက်တွေကိုနေရာချမယ်ပဲလို့တွေးလိုက်လို့ရှိရင်တမိလက်ထဲမှာကာမစီစောက်နှုတ်ကိုကောက်လိုက်ပြီးကောက်လိုက်ပြီးပြီးဆိုတမိကလဝဲဘက်မှာနေရာချတော့မယ်အဲ့ဒီခါမှာတမိစဉ်းစားမယ်ငါဘာကိုအရင်ချမှာလဲစီဘွားကိုအရင်ချမှာလားစီတူးကိုအရင်ချမှာလားအဲဒီလိုမျိုးတွေးပြီးတော့ထဲ့တော့မှာဒါကြောင့်နော်အဲ့တော့ဟိုတင်ချစောက်လေးအုပ်အတွက်လည်းအလဲမှာနေရာချတာလည်းအဲ့လိုပဲတင်ချစောက်လေးအုပ်ဒီတတ်မှတ်ထားတဲ့နေရာလေးနေရာရှိမယ်အလဲမှာလေးနေရာ တတ်မှတ်ထားမယ်အဲ့လေးနေရာတဲကတင်ချစာအုပ်လေးအုပ်ကိုဆရာမတို့စီစဉ်မယ်နေရာချမယ်အဲ့တော့ 4C4 ပြီးသွားရင်နောက်ဆုံးဘာတူလဲ physics နော် physics စာအုပ်ကမနက်အုပ်လဲဆိုရင်3အုပ် physics စာအုပ်3အုပ်အတွက်ကကြဘယ်မှာစီစဉ်မှာလဲဆိုရင်ညာဘက်အစွန်မှာအဲ့တော့သူလဲတူတူပဲပေါ့ 3C3 အဲ့တော့ဒါလေးတွေကယ်ကူလေတာနှိပ်လိုက်ရင်အဖြေဘယ်လိုရမလဲမသိဘူးနင်အာသမီစာအစာအုပ်ကစ Samen na, samen na balad mi. Samen na, hobby. ဟောဆမ collection လုပ်တယ်လို့ selection လုပ်တယ်လို့ဖြစ်နေ။နေရာနေရာစီစဉ်မှာအေးပီနဲ့သွားမှာ။အဲ့တော့တခါရတန်းပြီးတော့အဲဟုတ်တယ်เนาะပီနဲ့သွားမှာ arrangement လုပ်မှာဆိုတော့အဲ့တော့နေရာ၄နေရာစာအုပ်က၂အုပ် C1 C2 C မလား C2 C2 C1 C မလားအဲ့တော့ဒါစာအုပ်ကမတူတဲ့အတွက်ကြောင့်မို့လို့အရေးအတွက်က and အတွက်2 factorial ရဲ့ဒီလိုပဲသွားလိုက်ရင်ရပြီ။เนาะနေဒါဆိုရင်2 factorial နဲ့သွားလိုက်ရင်ရပြီ။ဒါဆိုရင်3 factorial ဒါဆိုရင် ုတ်ပါဘူးဒါ4 4ဟုတ်ဒါ3 factory ရယ်3 factory အဲ2 sis ရမှ selection လုပ်တယ်လို့ဖြစ်2 sis အဲကြောင့်ပြောနေနေ2 sis 2 sis 24เนาะအဲဒီလိုဖြစ်မယ်အဲ့တော့ require ကြတော့အားလုံးကိုဆရာမတို့မြောက်လိုက်မြောက်လိုက်ရမယ်เนาะเนาะ228အဲ့တော့ require ways က2ရယ် sis ရယ်224ရယ်ကို multiply လုပ်လိုက်တော့288 ways 288 ways ဝေးဟုတ်ပြီနော်အဲ့တော့အဲ့ဒါတစ်မျိုးဒါဆိုရင်နောက်တစ်ခုနဲ့ဘာကွာသွားလဲကြည့်ရအောင်ဒီမှာ books of the same subject စာအုပ်တူညီသောစာအုပ်တွေကို same subject ဆိုတော့ဥမာ physics ဆိုလဲ physics မတင်ချာဆိုလဲတင်ချာအဲ့လိုတူညီစာအုပ်တွေကိုအဲ့လိုဘာသာတူတဲ့ဟာတွေကိုဆရာမတို့အာထူခဲသားဆိုတော့တူတူထားမှာတူတူအတူတူထားမှာတူတူထားမှာဒါဆိုဆရာမဒီနံပါတ်2မှာတော့လည်းတူတူထားတာပဲလေအဲ့ဒါ2နဲ့မတူဘူးလားဆိုတော့မတူဘူး2မှာတူတူထားတော့က तू ကတ်တတ်ချက်ရှိတယ် ကံမစီဆိုရင်ဘယ်မှာထားမှာလဲလက်ဝဲဘက်မှာเนาะအဲ faces ဆိုရင်ဘယ်မှာထားမှာလဲလက်ရဘက်မှာเนาะပြီးတော့တင်းချဆိုရင်ဘယ်မှာထားမှာလဲအလဲမှာအဲဒီလိုမျိုးဒီလိုမျိုးသူကနေရာကတိတိတန်တန်ရှိတယ်ဒီဒီဟာကကြတော့ဟိုကံမစီနှုတ်ကိုပူထားမှာတော့ဟုတ်တယ်ခွဲမထားဘူးပူထားမယ် face တောင်းအုပ်ကိုလည်းပူထားမယ်တင်းချလေးအုပ်ကိုလည်းပူထားမယ်သို့တော့ဘာလို့လို့ရလဲဆိုရင်ဆန္ဒဆရာမပြောသလိုပေါ့เนาะဟိုဒီအစွန်ဆုံးမှာ ဖစ်စစ်သုံးအုပ်လည်းဖြစ်နိုင်တယ်။ဒါမှမဟုတ်ရင်အဒီအလယ်မှာကကမ္မစီနှုတ်အုပ်လည်းရောက်လာနိုင်တယ်။ဒါမှမဟုတ်ရင်ဟိုးနောင်ဆုံးမှာကတင်ချာလေးအုပ်လည်းဖြစ်သွားနိုင်တယ်။နော်အဲကြိုက်တလို့နေရာကိုဟိုတူးဒွဲတဲ့ဖြစ်နေရပြီကြိုက်တလို့နေရာကို arrangement စီစဉ်နေတာမျိုးဒါမျိုးကဒီဒီနံပါတ်ဘီရကြတော့ပထမနံပါတ် A တုန်းကကြတော့သူတို့တွေကိုတီးတီးတန်းတန်းထားပြီးသားနေရာလေးတွေတီးတီးတန်းတန်းရှိပြီးသားတူတူထားတာတော့တူတူထားတာပဲဒါပေမဲ့ကမ္မစီနှုတ်အုပ်ဒီအစွန်ဆုံးလက်ဝဲဘက်အစွန်ဆုံးအဲ ဟိုလက်ရပဲအဆုံဆုံးမှာဆိုရင် visit တော့ဦးကထားမှာအဲဒီလိုမျိုးသူကတိတိတန်တန်ထားတာအဲ့တော့တိတိတန်တန်ထားတော့ဆရာမတော့တိတိတန်တန်စီပဲတွက်ချလိုက်တာနော်တကယ်လို့နေရာတွေပြောင်းဝင်မေးခွန်းပြောင်းလာရင်လည်းဥပမာကွာအဲကာမစင်တန်အုပ်ကိုလက်ရဘက်မှာထားမယ် visit တော့အုပ်ကိုလက်ဝဲဘက်မှာထားမယ်အဲ့ဒါဆိုလည်းဒီအဖြေပဲရမှာပဲသမီးဘာလို့လဲ physics တော့အုပ်ကိုလက်ဝဲဘက်မှာထားတဲ့အတွက်လက်ဝဲဘက်သုံးနေရအတွက် physics တော့အုပ်ကိုနေရာချမယ်3 factorial ရေပဲသွားမှာပဲအတူတူပဲเนาะ ဟိုဒီနေရာလေးတွေခြတဲ့နေရာလေးတွေဒါပြောင်းသွားတာပဲရှိမှာတတ်တမှတ်သေးမဟုတ်လို့အတူတူပဲဒါပဲဖြစ်မှာနော်အခုကျတော့သူက နေရာတွေကမျိုးစုံ ထားလို့ရတယ်ထားခွင့်ရှိတယ်ဆိုတဲ့ပုံစံဖြစ်သွားပြီနံပါတ် B ကနော်နံပါတ် B ရဲ့ပုံစံအဲ့နံပါတ် B ကပို့ပြီးတော့နီလန်ပို့များမှာအဲ့တော့ဘလို့ထားမလဲဆိုရင်ဆရာမတို့ကအဲဒီနံပါတ်နံပါတ်နံပါတ် B ကိုစဉ်းစားမဲ့နံပါတ် B ကိုစဉ်းစားတဲ့အခါမှာဒီတစ်ခုသေးစီတစ်ခုသေးစီကိုစုစည်းပြီးတော့ စဉ်းစားလိုက်လို့ရှိရင်ဆံမတို့ဒါဘလို့စဉ်းစားလဲဆိုအရင်တော့ဟာနေဆိုရင်ဆက်ဆက်ရင်အုပ်စုဖွဲ့လိုက်တဲ့သဘောအဲ့တော့အုပ်စုဖွဲ့လိုက်တော့ physics 3အုပ်ကလည်း1 group ကမ်မစီ2အုပ်ကလည်း1 group 1 position နော်အဲတင်ချာလေးအုပ်ကလည်း1 group 1 position ဒီလိုတော့အဲဒီလိုပြောလို့ရတယ်အဲ့တော့အားလုံးသူတို့တွေကိုတပြုံလိုက်ကြီးဖြန့်ဖို့ဖြန့်ဖို့ရအတွက်3 group 3 position အဲ့ဒီ3 position အတွက်ဆံမတို့ကနေရာ ဖလှယ်မှာက3 factory ရယ် เนาะပထမအဦးဆုံးလက်ဝဲဘက်မှာပီသရီထားမှလာသို့မဟုတ်ကမ်မစီနှစ်အုပ်ထားမှလာသို့မဟုတ်တင်ချာလေးအုပ်ထားမှလာအဲပြီးရင်ဒုတိယအနေနဲ့ကဘယ်သူထားမှလဲစရုပ်ဓာအနေနဲ့နောက်ဆုံးအစွန်ဆုံးမှာဘဲအုပ်စုကိုထားမှလဲအဲ့တော့3 position ဖြစ်တဲ့ကြောင့်မလို့3အမျိုးအစားကလည်း3မျိုး3မျိုးအဲနေရာအနေနဲ့ကလည်း3 position မဟုတ်လို့3 factory နဲ့သွားမယ်အဲ့ဒါပြီးတော့မှတခါအဲ့ဒီအတွင်းထဲမှာအိုက်စာအုပ်တွေကိုပြန်ဖလှယ်မှာဒါကကြတော့နေရာကို လဝဲလားလက်ရလားအလဲလားတီးတီးတန်တန်သတ်မှတ်ထားတာအဲ့ဒါကြောင့်3 factorial နဲ့ဒါမြောက်စရာမလိုတာသူတို့သူတို့အတွင်းထဲမှာထားရတော့ကွာကိုကရွေးလိုက်ပြီအဲ physics physics သုံးအုပ်ကိုတော့လက်ဝဲဘက်မှာထားမယ်လို့ရွေးလိုက်ပြီအဲ့ဒါဆိုရင်အဲ့ physics သုံးအုပ်ဒီ p1 ကိုဘယ်နေရာထားမှာလဲအရင်လား p2 ကဒုတိယလား p3 ကနောက်ဆုံးလားတို့မဟုတ် p2 ကအရင် p1 ကအလဲ p3 ကနောက်လားအဲဒီလိုမျိုးပြန်ပြီးအဲ့သုံးခုကပြန်ဖလှယ်အောင်ပါအဲဖလှယ်အောင်ပါဆိုတော့အဲ့အတွက်က3 factorial နောက်ကမ်မစီလည်းအဲ့လိုပဲပြန်ဖယ်လဲဦးမှာဆိုတော့2 factorial သင်္ချာလည်းပြန်ဖယ်လဲဦးမှာဆိုတော့4 factorial အဲ့တော့ဒီ3ခုကဆနာသမီး A မှာရှာပြီးသားဟုတ်တယ်ဟုတ်နော်အဲနေရာချပြီးသားနေရာချပြီးသားဆိုတော့အဲ့ဖတ်စာအုပ်ကဘယ်လိုလေးရေးလိုက်လဲ3 subject နံပါတ်ဘီကို3 subject ဘာသာရဲ့၃ခုနော်ဘာသာရဲ့၃ခုကိုဆရာမတို့က group ဖွဲ့လိုက်တယ် physics chemistry သင်္ချာ group ဖွဲ့လိုက်တယ် ဲ့ဒါအတွက်က can be place နေရာချနိုင်ပါတယ်ဘယ်လိုနေရာချနိုင်လဲဆိုတော့3 factory ရဲ့နေရာချနိုင်တယ်ဒါကြောင့်6 way ပြီးရင်ဆရာမတို့ပထမဆုံးတစ်ခုချင်းစီအဲ့ subject တစ်ခုချင်းစီအတွက် each နော် each တစ်ခုချင်းစီအတွက်ကို arrangement စီစဉ်မယ် each subject arrangement the books can be place နော်နားလည်သလိုရေးလို့ရတယ်အဲ့ဒါတော့ဒါတူတောင်မှရေးထားတာတမျိုးကြီးပဲ နော် each such arrangement နဲ့အဲ့လိုတစ်ခုချင်းစီအတွက် arrangement စီစဉ်မယ် the box can be placed a r r a n g e m e n d each each subject arrangement နော်ဘာသာရက်တစ်ခုချင်းစီအတွက်နော်ဘာသာရက်တစ်ခုချင်းစီအတွက်ကိုဘာသာရက်တစ်ခုချင်းစီအတွက်ကိုတအုပ်တအုပ်စီအတွက် the box စာအုပ်တွေကိုစာအုပ်တွေကိုပြန်စီမှာအဲ့တော့ the box can be placed နေရာစီစဉ်မယ်နေရာချမယ် in ဘလောက် waves လဲဆိုရင်ဆရာမတို့288 waves ဆိုပြီးတော့အဲနံပါတ်1မှာတွက်ခဲ့ပြီးသွားပြီအကယ်လို့နံပါတ်1မမေးရင်အဲ့နေရာမှာတမိကဒီသုံးခုကိုပြန်ပြီးတော့ရချောင်းကိုတွက်ပြရမယ်နော်ဒီသုံးခုကိုပြန်တွက်မယ်တွက်ပြီးတော့မှဒီသုံးခုအရရလာတဲ့ဟာက288အဲနေရာ3နေရာကိုပြန်ဖလှယ်တာအတွက်က3 factor ရေဒါကြောင့် require waves ကဘယ်လိုပြန်ရလိုက်မလဲဆိုရင်အဲဒီဆောနာရောရခဲ့တဲ့3 factor ရေကို အဲသူတို့တအုပ်ချင်းစီတအုပ်ချင်းစီတနေရာချင်းစီအတွက်ကနေရာသတ်မှတ်ပြီးသွားပြီဆိုပြန်ပြီးအသီးသီးဖလဲမှာအတွက်က288အဲ့တော့ကယ်ကူလေတာနှိပ်လိုက်ရင်0.28ဩဒီမှာကဆရာမ3 factorial ကို6ဝေးလို့ထားခဲ့ပြီဆိုတော့တခါတည်း6နဲ့မြှောက်လိုက်တော့မယ်အဲဒီလိုအဲဒီလိုဖြစ်မှာเนาะ ဲ့တော့နှစ်ခုကဒီပု္ပ္ပာလေးကနံပါတ် A နဲ့ B နဲ့ဆင်းသလိုလိုနဲ့မတူပါဘူးနံပါတ် A ဒီနေရာပြန်ဖလဲစရာမလိုဘာလို့လဲသူတို့ assign လုပ်ပြီးသားဘယ်နေရာမှာပါထားမယ် assign လုပ်ပြီးသားမိဘကိုနည်းနည်းလေးပြောင်းလိုက်မယ်အဲကမစီနှစ်အုပ်ကိုညာဘက်မှာထားမယ် physics သုံးအုပ်ကိုဘယ်ဘက်မှာထားမယ်အဲ့လိုပြောင်းလိုက်လဲနံပါတ် A အတွက်အဖြေကအဲ့ဒီအဖြေပဲဘာလို့လဲဆိုရင်ကမစီနှစ်အုပ်ကဘယ်ဘက်မှာဘယ်ဘက်အစုံမှာရှိတာဒီဘယ်ဘက်အစုံမှာကမစီကိုနေရာထားမယ်တတ်မှတ်ပြီးသားသူ့အတွက်ကို ကွန်ဖမ်းဖြစ်ပြီးသားအဲ့ဒီမှာစာအုပ်ကနှုတ်ပဲရှိတယ်ဘသူ့ကိုအရင်ထားမှလဲတူဝေးပဲနော်တူဖက်တိုရီရယ်ပဲအဲဒီလိုပဲဖြစ်မှာအဲ့တော့သူ့ဘာသူသူအလဲထားတာမီဒယ်စားတာရိုက်ထားတာသူတို့တတ်မှတ်ထားတဲ့တီးကြတတ်မှတ်ထားပြီဆိုရင်ဒီအဖြေတွေပဲတီးကြထွက်လိမ့်မယ်နော်နမက်ဘီကကြတော့တီးကြတတ်မှတ်ထားတာမရှိတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီအုပ်စု၃စုကိုပြန်ပြီးဘသူဘယ်နေရာမှာထားမလဲဆိုတာပြန်ဖလှယ်တာဒါကြောင့်3ဖက်တိုရီပြီးတော့မှနေရာဒီအဆိုင်လုပ်ပြီးသွားပြီဟုတ်ပြီအဲ့ဒါဆိုရင်စာအုပ်တွေကိုပြန်ပြီးနေရာချမယ်စီစဉ်မယ် P1 ကိုနေရာချမှာလာဥပမာကွာသင်္ချာစာအုပ်မှာဆိုရင်တမိဟိုနှုတ်စာအုပ်ရှိမယ် homework စာအုပ်ရှိမယ် exercise book ရှိမယ်အဲဖတ်စာအုပ် test book ရှိမယ်အဲဒါမျိုးတွေပြန်ဖတ်လဲမှာပေါ့အဲဒီလိုသဘောကွာပါလားနော်အဲဆိုဒါဆိုရင် exam 24လေးနားလည်ပြီနောက်တစ်ပုဒ်ဆက်မယ် how many permutation of the letter sunday s u n d a y เนาะဘယ်နှလုံးရှိလဲဆိုတော့၅လုံး mandela မသိ mandela မသိမေးဘူးတဲ့ထင်တယ်မေးတော့မေးသွားရင် အဲနော်အဲ့လိုတင်အဲ့တော့ Sunday ကဘယ်နှလုံးရှိလဲဆိုရင်6လုံးနော် n equal to 6အဲ့တော့ဒီမှာသမီးအရင်ဆုံးအဲ့ဒီအခရာတွေကိုလာရင်အရင်ဆုံးလုံးရမယ့်အလုပ်ကအရေအတွက်ပြီးတော့ထပ်တာပါလားအဓိကဂရုစိုက်ပြီးကြည့်နော်ထပ်တာမပိုင်တမျိုးပိုင်ရင်တမျိုးဖြစ်တဲ့တောင် S U N D A Y ထပ်တာပါလားမပါဘူးเนาะ without เนาะသူ့ရဲ့တန်ဖိုးတွေဒီ without ဟိုဟာ repetition เนาะသူရဲ့ permutation ဒီအဲ repetition ထက်တဲ့စကလုံးလုံးဝမပါဘူး with repetition မဟုတ်ဘူး without repetition are there if two vowels or oh, vowel တွေတော့ပါလာပြီ vowel ဘယ်နှလုံးလဲရေးကြည့်ရအောင် you the vowel a ကလည်း vowel ဒါပဲနှလုံးเนาะဒါကြောင့် two vowel သူကိုယ်တိုင်ပြောထားတာအမှန်နဲ့ are place together အတူတူထားခြင်း ਨੇ ဒါဆက်မအရင်တော့စဉ်းစားပြီးတဲ့အတိုင်းဆိုအုပ်စုဖွဲ့လိုက်မှာထူထူထားရင်မခွဲတော့ဘူးဖွဲ့လိုက်မှာအုပ်စုဖွဲ့လိုက်မှာ ဲ့တော့တမိက U နဲ့ A နဲ့ကိုဒီလိုလေး group ဖွဲ့လိုက်ပြီ group ဖွဲ့လိုက်ရင်အဲ့1 group လေးဒီ1 position နော်နှလုံးဆိုပေမဲ့1 position အနေနဲ့ပဲအရင်စဉ်းစားမယ် plus ပြီးရင်နောက်ထပ်တမိက antenna မိုးဒီ6လုံးရှိတာ6လုံးထဲကတမိနှလုံးကိုဖယ်လိုက်ပြီဖယ်လိုက်ရင်တမိမှာ၄လုံးနေရာချဖို့ကြံတယ်အဲ့ဒီ၄လုံးအတွက်က4 position စောနာရ group ဖွဲ့ထားတာ1 position အဲ့တော့ပေါင်းလိုက်ရင်5 position တမိနေရာချရမယ်อืมဟုတ်ပြီ 5 position ကိုနေရာချတော့တမိဘလို့ချလဲ5 factorial ဟုတ်ပြီเนาะ5 factorial နဲ့သွားမှာအဲဒါဒါဒါလုံးဝရှင်းတယ်ကွာဒီလိုဟာမျိုးอ่ะမဆရာကိုမရှိဘူးပေါ့เนาะအဲ့တော့အဲ့ဒါနေခုနအဲ့ဒါ तू စာလေးဘလို့ရေးလဲအဲ तू ကလည်းစာလေးကိုရှင်းလဲအော်မရှိပါဘူးเนาะအဲ तू ဘလို့ရေးလဲဆိုရင် तू ရေးတဲ့ style လေးဆရာမဟိုရေးတဲ့ပုံစံလေးအကျင့်ရအောင်နည်းနည်းလေးပြောပေးခြင်းနဲ့ if တဲ့ two vowels vowel နှလုံး သူနဲ့ဘယ်သူနဲ့လဲဆိုယူနဲ့အန်နဲ့ unit unit ဆိုတာက unit ရဲ့အဓိပ္ပာယ်ကတစုတစည်းတည်းထားလိုက်မယ်ဆိုတဲ့အဓိပ္ပာယ်တစ်ခုတည်းအဲအဲ့လိုထားလိုက်မယ်ဆိုတဲ့အဓိပ္ပာယ် to found a new single letter အဲ single letter ဆိုတာကတစ်ခုတည်းထားလိုက်မယ်လို့ပြောတာ letter နှစ်ခုကိုအုပ်စုတစ်ဖွဲ့ပြီးတော့ single letter အနေနဲ့ထားမယ်တခုတည်း letter တစ်လုံးအနေနဲ့ပဲဆရာမတို့စဉ်းစားလိုက်မယ်ဒီလိုပြောတာဒါဆိုရင် number of permutation of the letter number of permutation စီစဉ်မယ်စီစဉ်မယ်ဘယ်သူ့ကိုစီစဉ်မှာလဲဆိုရင် of the letter အဲ့မှာအဲ့ letter ဆိုတဲ့အဓိပ္ပာယ်ဒီ s ပါတယ်အဲ့ဒီ u နဲ့ n u ရဲ့ a ရဲ့ကို single အနေနဲ့ထားတာကိုကြံလေးလုံးရောနှစ်ခုစလုံးပါသွားပြီအဲ့ letter စီမှာအုပ်စုတွေအကုန်ပါသွားပြီစီစဉ်မယ်စီစဉ်မယ်ဆိုတော့ဆရာမတို့စနားစဉ်းစားထားရဲပါလေ5 factorial နဲ့သွားမယ် equal 120เนาะ120ရမယ်เนาะ နော်အဲ့တော့သမီးမေးခွန်းကိုဆောင်ပွဲမှာသမီးကိုအမှန်ရှော့ရှော့မာတွေပြုတ်မာတွေကြောက်တယ်ဆိုရင်ဒီပု္ပ္ပာလေးကိုသုံးမှတ်တမ်းမေးလာခဲ့ရင်သမီးက i5 factorial ကိုဖြန့်လိုက်အောင်14321ဆိုဖြန့်လိုက်အောင်ပြီးရင် calculator နဲ့ရင်တော့5 factorial ဆိုပြီးတန်းနှိပ်ချပြီးအဖြေထုတ်လိုက်ပေါ့နော်ဖြန့်ပေးပြီးတော့မှလေနော်ရှော့ရှော့နေမှာဆိုလို့သူကသုံးမှတ်တမ်းနဲ့၅မှတ်တမ်းနဲ့ဆိုရင်လိုက်ပြီးတော့တအားရှော့ကျင်နေတာ calculator တုံးရင်တိတ်မကြိုက်ချင်ဘူးဆိုတော့အဲ့တော့ u နဲ့ a က UNA ကိုဆရာမတို့ကခံအပြီးသွားပြီ။ဒါပြီးသွားပြီလားဆိုတော့အဖြေရပြီးသွားပြီလားဆိုမပြီးသေးဘူးပြန်စဉ်းစားရမယ်။ဘာလို့စဉ်းစားရမှာလဲဆိုအဲ့ဒီ UNA ဒီအတူတူထားမယ်ဆိုလို့ဒါဆရာမတို့ကစူးစီးလိုက်တာ။သူ့ကို single letter အနေနဲ့စူးစီးလိုက်တာ။သူတို့နှစ်ခုကဘယ်နေရာရောက်ရောက်မခွဲအတူတူအတူတူတော့ဖြစ်မှာ။ဥပမာရှေ့ဆုံးမှာ UA လာမှာလား။ဒါမှမဟုတ်အလဲမှာ UA ဖြစ်မှာလားဒါမှမဟုတ်နောက်ဆုံးမှာ UA ဖြစ်မှာလားအဲဒီလိုဖြစ်နိုင်တယ်အုပ်စုကအတွဲလိုက်ကြည့် အဲ့မှာတခါထက်ပြီးတော့ UA လဲဖြစ်နိုင်တယ်လို့ AU လဲဖြစ်နိုင်တယ်အဲနော်အဲ့တော့အများတန်းအဲ့လိုမတူညီတဲ့ဟာတွေအတွက်ကပြန်ပြီးတော့အဲ့ဒီကောင်တွေကိုပြန်ဖလှယ်ပေးတဲ့ဟာအများတန်းပါတယ်အဲ့ဒီမှာကိုကဒါ UA နဲ့ AU နဲ့နှစ်ခုမလို့နှစ်နဲ့မြောက်တယ်လို့မတွေးပါနဲ့ဒီနှလုံးကိုပြန်ပြီး arrangement လုပ်တာ two factorial ရယ်သုံးလုံးကိုပြန်ပြီး arrangement လုပ်တယ်ဆိုရင်သုံးနဲ့သွားမြောက်လိုက်တယ်ဆိုအဖြေကြီးတလွဲဖြစ်သွားပြီသုံးနဲ့မြောက်အောင်မဟုတ်ဘူးသုံးလုံးကို arrangement လုပ်တာ three factorial နဲ့မြောက်အောင်ပါအဲ့ နော်အဲ့တော့အလွယ်လေးกว่าဆရာမတို့ကဆရာမတို့က2 factorial ဆိုလို့ရှိရင်2နဲ့အတူတူပဲမှန်တယ်သို့တော့3 factorial ဒီ3နဲ့မတူဘူးနော်အဲ့မှာ2နဲ့မြောက်တယ်2နဲ့မြောက်တယ်ဆိုရင်3လုံးဖြစ်ရင်3နဲ့မြောက်မယ်ဆိုသွားလုပ်လိုက်ရင်အဲ့ဒါမှားပြီဘာနဲ့မြောက်အောင်မလဲဆိုရင်နေရာစီစဉ်တာနေရာချတာမတူညီသောဟာနှစ်ခုနေရာစီစဉ်မဲ့2 factorial မတူညီသောဟာနှစ်ခုနေရာစီစဉ်မဲ့3 factorial လေးခုနေရာစီစဉ်မဲ့4 factorial ဒီလိုပဲသွားမှာရလား ရရနော်အဲနှင်းနဲ့မမြောင်းနဲ့လို့ပြောချင်တာနော်အလွယ်လေးအလွယ်မမတ်နဲ့ဟိုပြောင်းသွားရင်မရမရတော့ပဲဖြစ်သွားလိမ့်မယ်အဲ့တော့ UN အဲ UN UNA ကိုဆီယမကပြန်ပြီးတော့ can be arrange arrange လို့လုံနိုင်သေးတယ်နော်ဓာတ်ဖတ်ဆောင်လေးကိုရှင်းပြတာ in two different way အဲ तू ကနီလန်ပေါင်းနှစ်ခုနဲ့လို့ပြောလိုက်တာနော်အဲ့တော့တကယ်တမ်းတော့ UA AU ဆိုပြီးတော့ तू ကထပ်ပြီးတော့စာတွေပါရေးထားသေးတာအဲ့တော့ဆီယမကတော့အဲ ဘလို့ရေးလိုက်မလဲဆိုရင်ဒါကို two different way တွေပါလဲမရေးတော့ဘူး UAA U တွေပါလဲမထည့်တော့ဘူးဘလို့ရေးလိုက်မလဲဆိုရင်ဒါလေးကိုနောက်ထပ်ဟိုရေးတဲ့ပုံစံပေါ့နော်ရေးတဲ့ပုံစံတစ်မျိုးရှိတယ်အဲ့ဒီမှာအဲ့လိုမျိုးသုံးတဲ့အသုံးနှုန်းတိုင်းပဲသုံးလိုက်မယ်ဘလို့သုံးပါလဲဆိုတော့နံပါတ်တော့နံပါတ်တော့ permutation ပေါ့နော်အပေါ်မှာအတိုင်းပဲနံပါတ်တော့ permutation ဘယ်သူ့ကိုလဲဆိုရင် off of u and a UNA ကိုပြန်ပြီးတော့ number of permutation စီစဉ်နိုင်သောအရေအတွက်เนาะ UNA A ကိုပြန်ပြီးစီစဉ်နိုင်တဲ့အရေအတွက်ဒီ equal to 2 factorial အဲ့တော့ equal to 2 ways အဲဒီမှာဟိုဆရာမတို့ရေးနေကြအတိုင်းသူရေးသလိုရေးမယ်ဆိုဒီမှာ is လေးထည့်ပြီး is 2 factorial ပြီးတော့မှ equal to 2 ways အဲအဲ့လိုလေးရေးလိုက်မယ်ဒါကြောင့် require number of permutation နောက်ဆုံးမှအချုပ်လာမယ် အဲနော်အဲ့အချုပ်နောက်ဆုံးပိတ်အပေါင်းချုပ်လာတဲ့အချိန်မှာ require လို့တုံးလိုက်ရင်အဲ့ဒါပြီးသွားပြီးမေကွန်လည်းပြန်ပြီးရှေ့လေးရထွေပြားစာကောက်နေရကောက်နေစရာမလိုတော့ဘူးလိုချင်တဲ့ require နံပါတ်တော့ permutation သည် is ဖြစ်ပါတယ်ပထမရတာတဲ့120ကိုမြောက်မယ်ဘယ်သူနဲ့လဲဆိုရင် two ways နဲ့နော်မြောက်ရမှာနော်အဲ case ကတခုတည်းပဲမြောက်ပေးရမယ်ဟုတ်ပြီအဲဒီလိုရမယ်อืมတကယ်လို့ဒီပုံစံကို သူက ဟို you နဲ့ two powers are placed together လို့မမေးဘဲနဲ့နော် question ကိုချိန်လိုက်မယ် question ကိုချိန်ပြီဘယ်လိုရှင်းမလဲဆိုရင် two powers are placed together လို့မမေးဘဲနဲ့ two powers are not placed together အဲ့ဒါဆိုသမီးဘယ်လိုစဉ်းစားမလဲနှုတ်လိုက်မယ် ဟုတ်တယ်နော် not place together ဆိုပြီးမေးလာခင်တမီတိုတဲအရင်ရှာမယ်တိုတဲတဲကနေအတူတူရှိတာဒီအဲဆန္ဒရာရှာထားတဲ့240အဲ together together ကိုနှုတ်လိုက်ရင်ရပြီဒါဆိုတိုတဲကရောတမီဘယ်လိုဖြစ်နိုင်မလဲစဉ်းစားကြည့်ပြပါအောင်ဆရာမောင်တိုတဲကဘယ်လိုဖြစ်နိုင်လဲတိုတဲက6 factorial ရဲ့အဲထက်တာလည်းမပါတော့တိုတဲအတွက်က6 factorial ရဲ့အတွက်မှာဒါလေးပဲ အဲ့တော့အဲ့လိုလေးအဲ့လိုလေးနည်းနည်းလေးဟိုကိုမြင်မှုတဲ့ဟာလေးကိုနည်းနည်းလေးပြောင်းလိုက်ရုံနဲ့ theory လေးနည်းနည်းလေးလှည့်လိုက်ရုံနဲ့ចောင်းသားကမရမရတော့စရာအကြောင်းမဖြစ်ရအောင်ဒီလားသူတို့တွေကအဲ့လိုအဲ့လိုမျိုးပုံစံလေးတွေလည်းမေးတတ်တယ်ပေါ့နော်ဖတ်စာအုပ်ကိုမိញမ်းပြီးတော့နော်နည်းနည်းလေးចောင်းသားကိုရစေခြင်းဟိုဖတ်စာအုပ်တိုင်းဒဲလားဆိုတော့မဒဲဘူးနော်ဘယ်ဒဲတော့မလာဘူးဘယ်တော့မှသူတို့ချိန်းတယ်နော်ဒဲလာတယ်ဆိုတာရှားတယ်โอเคနော်အဲ့လိုပြောင်းလို့ရတယ်နော်ရမယ်နော်တမီးဟုတ်ပြီနောက်တစ်ခုရှိသေးတာဒီနေရာမှာ အဲနောက်ထပ် question တစ်ပုဒ်အနေနဲ့ကကြတော့အဲ့ဒီဘာဝယ်နှလုံးကိုတူတူထားတယ်လို့မဟုတ်ဘဲနဲ့ you နဲ့ a u a u a အတူတူလုံးမယ်ပေါ့ u a u a ကိုမခွဲဘဲနဲ့ထားမယ်ဆိုရင် तू က u a ဆိုပြီးတတ်မှတ်ပေးလိုက်ပြီအဲ့ဒါဆိုလို့ရှိရင်တမီးကဒီ two ways မလို့တော့ဘူးเนาะတီလာ u a ကိုအဲ u a ကို u a အတွဲလိုက်ပဲ a u ဆိုတာမရှိဘူး u a ဒီအတွဲလိုက်ရှိရမယ်မခွဲတူရှိမယ် u a u a ပဲတေချာပေါ့ u a အဲ့ဒီ UA ကဘယ်နေရာမှာရှိမှလဲတော့ तू မပြောဘူး UA အတိအကျပဲနော် UA ကိုတွဲထားမယ်အဲ့ဒါဆိုသမီးက2 ways ထည့်ပြီးတော့မြှောက်ပေးစရာမလိုတော့တဲ့အဖြေက5 factorial ရယ်ပဲဒါဆိုရင်5 factorial ရယ်ပဲသွားမှာအဲနောက်တစ်မျိုး နောက်တစ်မျိုးကဘယ်လိုမျိုးလဲဆိုဒါမျိုးလေး UA UA တွဲထားတာမဟုတ်ဘဲနဲ့နောက်ဆုံးပိတ်မှာ UA တော့လကားနော်ဟိုးနောက်ဆုံးမှာ UA ထားမယ်နော်အဲ့လိုမျိုးထားတာပဲမေးတာပဲဖြစ်ဖြစ်မေးခွန်းက ါမှမဟုတ်ရှေ့ဆုံးမှာ UA ထားတာဖြစ်ဖြစ်မင်းရောမိခင်အဲ့ဒါတွေဒီတေကြပေါက်တစ်တစ်နဲ့ပြီးသွားပြီ5 factorial တောင်လုတ်ဆရာမလို့တော့ဘူးရှေ့ရဟာကိုပဲသမီးစီစဉ်ရတော့မယ်လေးလုံးကိုပဲ4 factorial နဲ့စီစဉ်ရတော့မယ်ဒါကြောင့်အဲ့ခါကျရင်အဖြေက4 factorial into 1 into 1မို့လို့အဖြေဒီ4 factorial အဖြေပဲထွက်တော့မှာရလားနော်ဘာလို့လဲဒီဒီငကောင်ကိုသူတို့က fix ထားလိုက်ပြီဟိုတီးလား အဲအဲ့လိုအဓိပ္ပာယ်ပျောက်သွားတာနော်အဲ့တော့အဲ့လိုမျိုးမေးခွန်းလေးတွေကိုအဲ့လိုမျိုးအဲ့လိုမျိုးမျိုးမျိုးစုံပေါ့နော်မျိုးစုံပြောင်းလဲလို့ရတယ်အဲ့ဒါကိုတွေးတက်တယ်လို့တွေးထားလို့ရတယ်ပုံစံတိုင်းပုံစံတိုင်းကနေကိုနားလဲလာရင်ဒီအခါကိုကိုတိုင်းတောင်မေးခွန်းထုံဟိုစဉ်းစားနိုင်တဲ့အခြေအနေတောင်ရောက်သွားလိမ့်မယ်သမီးတို့သိလားနော်အင်း